ဂျက်ရှွာဘန်ရဲ့ဝိုင်ယင်ဖိုက်တာဘရူနိုစီဘာရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီအားလုံးကဒီပွဲမှာဂျက်ရှွာဘန်ကနိုင်မယ်လို့ခံမှန်းထားကြပါမယ်ဆိုရမယ့်အရာတွေကဒီပွဲမှာတွေ့နေရပါ ರಿ ဂျက်ရှွာဘန်ဟာ UFC မှာတပွဲပဲရှုံးထားပါမယ်နိုင်ခဲ့တဲ့ပွဲတွေအလုံးနီးပါးက decision နဲ့နိုင်ခဲ့တာပါအလေးထိုးပါဝါတတော်လေးကိုနိုင်နေလို့ပြောလို့ရတယ်။ဒါကြောင့်မလို့ Joshua Ban ကို decision fighter လို့ပဲအလုံးကပြောထားကြတယ်။ တမက်ကကြည့်ရမယ်ဘရူနိုဆေးဗာဟာအသက်35နှစ်အရွယ်ရှိပြီဆိုပေမဲ့ပါဝါပိုင်းတတော်လေးကိုကောင်းပါတယ်အလဲထိုးပါဝါကောင်းပါတယ်ဒီတစ်ခါကျတော့လင်းလင်းမြန်မြန်နဲ့ Ricks ယူပြီးတော့ကစားတတ်တဲ့ fighter မျိုးပဲဖြစ်ပါတယ်ပြီးတော့သူအသက်ငယ်ရွယ်စဉ်က BJJ ပဲတောက်လျှောက်ကိုကစားခဲ့တာဖြစ်တဲ့တော့ Joshua Ban အနေနဲ့ takedown defense တွေကောင်းနေဆိုပေမဲ့လေအရန်ရန်ကိုတတိထားမှရပါမယ်ဘရူနိုဆေးဗာကတော့ Joshua Ban ကိုနှစ်ချီအတွင်းမှာပဲအလဲထိုးနဲ့အနိုင်ယူပြမယ်တဲ့ သူကလည်းသူ့ရဲ့ပါဝါကိုယုံကြည်ထားဟန်ရှိပါတယ်အခုနောက်ပိုင်းမှာဘရူနိုဆေးဗာက striking ဘိုင်းမိတ်ကစားတယ်ဒါပေမဲ့လေသူဟာဒုတိယပလန်အနေနဲ့သူကျွမ်းကျင်အားဖြစ်တဲ့ BJJ ကို second plan အနေနဲ့ယူလာပါလိမ့်မယ်ဒါကပဲ Joshua Ban အတွက်စိုးရင်စရာပါ Joshua Ban ကတက်လူဖြစ်တယ်ပြီးတဲ့ခါကျတော့ striking ဘိုင်းမှာဆိုရင်တော့ Bruno Silva နဲ့ရှင်းလို့ရတယ်အားလုံးကခံမှန်းထားကြတာကတော့ဒီပွဲမှာ ရူနူဆေးဘာကနိုင်မယ်ဆိုရင်ဒုတိယအချီမှာပဲအလဲထုံနေနိုင်မယ်ဂျိုရှွာဘန်ကနိုင်မယ်ဆိုရင်ဒုတိယအချီတော့မဟုတ်တတိယအချီမှာနိုင်လိမ့်မယ် decision နဲ့နိုင်ဖို့များတယ်လို့ပြောကြတယ်ဂျိုရှွာဘန်ကတော့ဘွဲတိုင်းနီးပါလို့လို့မှသူ့အနေနဲ့ဘွဲကိုဖြတ်ဖို့ကြိုးစားပေမဲ့သူကိုယ်တိုင်ကဘွဲမဖြတ်နိုင်တာဆိုတယ်လို့ဝန်ခံထားဘူးတယ်ဒီဘွဲမှာတော့ဘွဲကိုဖြတ်နိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ဂျိုရှွာဘန်ကအသည့်အလေးကိုပြောထားတယ်သူလည်းအလေးထိုးနေပဲအနိုင်ယူပြီးတော့ bonus ကိုရယူချင်တာပါဆိုတော့ဒီဘွဲကအတော်လေးကိုကြီးကောင်းနေတယ် ဂျိုရှုဝါဘန်ကဒီဘွဲမှာအပေါ်ကြီးနဲ့ခွင်ထားခြင်းခံခဲ့ရပါမယ်တတိထားမှာရပါမယ်အားလုံးပြောကြသလိုဒီဘွဲကလွယ်ကူတဲ့ဘွဲမဟုတ်ဘူးဂျိုရှုဝါဘန်အကြီးကျယ်ကိုကြည့်ရမှာပါတကယ်ကိုကြည့်ကောင်းမယ်ကျွန်တော်တို့ကတော့ဂျိုရှုဝါဘန်နိုင်မယ်လို့အပြည့်အဝယုံကြည်ထားရီအသက်ကြီးပါမယ်ဇပြင်းသေးတဲ့ဘရူနိုစီဘောက်ကိုအမောက်သိမ့်နိုင်မယ်လို့ယုံကြည်ပါရီနော်